ဘဝလေးตายရလေချေကြလေကိုရီဘဝမမေ့ပါဘူးတွေ့ရဲကိုရီဘဝပြန်ကြည့်တယ်ဘာလေးလေးအမရေလာလာလာဦးစားပေးပြီးကျွေးမွေးပေးတယ်ဗောနော်တိတက်ပေးတယ်ဗောရေတကယ်ဝမ်းသာပါလေဘာနေနေတိတက်ပါလေဘာနေကိုလို့ပြပါလေတျော်လို့လားတကယ်တိတက်တယ်ကိုညီမตาချင်းနေတယ်မှာလဲအဲ့လိုတော့ရှိရလူမရှိဘူးမတကျနေကောင်းတာမကောင်းတာမသိခဲ့ရသေးဘူးလေ ပြောပြတာပစံရှိမှလူတယောက်ကကောင်းနေဆိုတဲ့ဆိုတော့ဟာခွဲချလို့ရလေဘဝကိုမေ့မသွားပါဘူးကိုကိုရေရသိရမလားလူတွေဆိုတာငွေနဲ့ထိတွေ့ပြီးလို့ရှိရင်လေကြောင်လက်တက်တဲ့အကျင့်လေးတွေဆိုတာရှိတယ်အမေသူ့ကိုကိုမျိုးမျိုးစမ်းကြည့်တယ်သူကအဲ့လိုတည်းမှတော့မပါဘူးသူ့ရဲ့စ조사မှုဆိုတာကိုရေနဲ့ဘာမှမဆိုင်ဘူးလေသူ့ရဲ့ကံညာသူတို့ရဲ့သူ့ရဲ့조사မှုကြောင့်သူဖြစ်ပေါ်လာတာကိုရေနဲ့ဘာမှမဆိုင်ဘူးတကယ်တမ်းတော့သူကကိုပေါ်တိတက်ချင်လို့သာတိတက်တာလေခုနေထားကသူကပြည့်စုံပြီကိုရေကလူအားပဲ စိုက်ပြီးကူညီရုံရှိမှလေတကယ်တမ်းဆိုလို့ရှိရင်စိုက်ဖို့ပဲသွားတော့ကိုရီသွားတင်တယ်အဲကိုရီရတာလင်းရင်တာပါသူတွေကကိုရီပေါ်ကြတိတက်ပါတယ်ဘူးဖုံးတွဲရုံကြည့်ပါ GOLD ကိုတွေ့ရတယ်တင်ရွှေဆွဲပြစူပါရှင်ကြီးဖြစ်ပါပြီရွှေဆွဲပြထုတ်နိုင်ဖို့အဖုံးတွဲမှာဟော့လိုင်းနံပါတ်ကိုချက်ချင်းဆက်သွယ်လိုက်တော့နော်အဥပိန်လာတဲ့လူလေးတွေဆိုအဝေးရလာတဲ့ဟာလေးကြတော့ဒီကနေပြီးတော့အမှတ်တရလေးတွေဝဲဝဲပြန်တော့ဒါလေးတွေနဲ့ လောက်ရောင်းရတာပေါ့ဟေးဝယ်ရောင်းရတာပေါ့ဆိုရောင်းတော့ကြာပြီလိုက်တယ်အေးရောင်းတာကြာပြီငါညီမမတို့ရောင်းတာကိုအင်း၁၀နှစ်ကြော်ပြီပေါ့ဘောမိသားစုဝင်လို့ပုံစံမျိုးကိုဖြစ်နေပြီလေပြောမယ်ဆိုလို့ရှိရင်သူမပြေတယ်တော့လဲကိုရင်ဟိုတောက်ပန်းတောက်ပန်းဆိုတော့ကိုရင်လဲတသေးတော့မဟုတ်ဘူးပေါ့ဟိုပတ်ဆက်ရှိနေလူမဟုတ်တော့ကြကိုရင်ပေးကျွေးနိုင်တလောက်ပေါ့ဗျာအဲ့လိုအလေသားလေးနဲ့ပဲဟို ဘယ်လိုပြောမလဲဆိုရင်ခောက်ပန်းလာအမအများကြီးလားအကြီးကြီးလားအဲ့လောက်ထိလဲမဟုတ်ဘူးပေါ့နော်ညစားခဲ့တဲ့လူပေါ့ပြောချင်တယ်ဆိုရင်တော့ညစားခဲ့တယ်။ तू ကလည်းအခုကျတော့ तू အဆင်ပြေတယ်ကွယ် तू အခုအချောင်းမွေ့နေပြီ तू ရဲ့ဘဝလေးတာယာနေရဲ့ချိန်ကြလဲကိုရီပေါ်မမေ့ပါဘူး तू ကလည်းကိုရီပေါ်ပြန်ကြည့်တယ်။မဘာနေနေအမရေလာလာလာဦးစားပေးပြီးကျွေးမွေးပေးတယ်ပေါ့နော်တိတ်တက်ပေးတယ်ပေါ့ရေဥပကလည်းဟိုဘဝကိုမေ့မသွားပါဘူး तू ကိုရီကတည့်မလား လူတွေဆိုတာငွေနဲ့ထိတွေ့ပြီးလို့ရှိရင်လေတောင်းလက်တက်တဲ့အကျင့်လေးတွေဆိုတာရှိတယ်။ဒါပေမဲ့သူ့ကိုကိုမျိုးမျိုးစမ်းကြည့်တယ်။ तू ကအဲ့လိုတည်းမှတော့မပါဘူး။ကောင်းမလေးရဲ့စိတ်ရင်းစိတ်ထားကတကယ်ကိုကောင်းတယ်။တကယ်ကောင်းတယ်။ဘလို့စမ်းကြည့်လဲဆိုဥမာပေါ်ရင်အေးတိန်ငွေရေသူ့ကိုကျွန်တော်ကဖတ်တီးမဆိုတာသူ့ရဲ့ဟိုအကောက်လေးတီတော့ကောင်းနေပဲပေါ့။သူ့ယောက်ျား तू ဖတ်တီးမဆိုချက်စလို့ခေါ်လို့ဖတ်တီးမဆိုဖြစ်သွားတာ။ကျွန်တော်ကြတော့ဒါသူနဲ့သူနဲ့ခေါ်တဲ့တိန်ငွေရေတိန်ငွေရေပေါ့အဲ့လိုမျိုးလေးပေါ့။သူ့နာမည်လေးပဲခေါ်တာပေါ့ဗျာ။ ပတိမရေဘာလေးတခါကြီးကြခုကြလဲခေါ်ပါလေအဲ့လိုပဲတိမ်ခွေရင်နင်းငါဘာလေးငါစားကျင်တာတော့ဘာလေးလုံးကျင်တာအမလာသွားစားမယ်အမအဲ့လိုပဲဘလို့ပြောမယ်ဆိုရင်မဆိုင်မတော့ပေါ့သူဘာနဲ့သူလုပ်ငန်းလေးရှုပ်ရှုပ်ပါရှုပ်ရှုပ်မမတို့ကျွန်တော်ကတတိရလာမမတို့အစားကောင်းလေးတွေမြင်လို့ရှိရင်အမဒီစားလေးကြိုက်တာမမဒီလိုမျိုးလေးတွေကြိုက်တတ်တယ်မမကိုကြွေးကျင်တာမမရဲ့အဲသူကအဲ့လိုမျိုးလေးစားကောင်းလေးတွေဆိုလို့ရှိရင်ကိုယ်တွေကြိုက်တတ်တဲ့ဟာမျိုးလေးဆိုတတိတရသူကရှိပြီးတယ်တကယ်ပဲမှန်ပါလေ ဘာနဲ့နေတည်တတ်ပါလဲဘာနဲ့ကိုလို့ပြီးပါတယ်ကြော်လို့လားတကယ်တည်တတ်တယ်အောင်ပါဘောကိုညီမตาချင်းနေတယ်မှာလဲအဲ့လိုတော့ရှိရလူမရှိဘူးလို့မตาချင်းနေကောင်းတာမကောင်းတာမသိခဲ့ရသေးဘူးလေကြောက်ပြတာပတ်စံရှိမှလူတယောက်ကကောင်းနေဆိုတဲ့ဆိုတော့ဟာကိုခွဲခြားလို့ရလေမရှိတော့ကောင်းတာ ကိုစီကလည်းယူချင်းလို့ပေးချင်းလို့သဘောတရားကိုရှိတယ်လေသူများသောအပြင်တော့ပတ်စံရှိပြီးရအောက်ချင်းလို့ကြတာများတာပဲဘသူနေနေပါအမျိုးတွေပဲနေနေဒီဇိုင်းတွေပဲနေနေအများဆုံးဖြစ်ကြတာအမေကမလေးစီးမှန်ပါတယ်တကယ်ကောင်းတယ်အင်တာဗျူးထဲမှာလည်းခြေဝါးကြီးရနော်ဟုတ်တယ်သူသူတကယ်တကယ်တကယ်ကောင်းပါတယ်အဲ့သူစောက်ဝင်ဝင်တော့ကလည်းတကယ်တမ်းဆိုရင်ကိုရီးယားတောင်မှသွားသူ့ကိုအားပေးရမှာသွားမှာကိုရီးယားလည်းဒီဘက်မှာအဲ့ရဲ့ပိုင်းကကြတဲ့တင်းကျောင်းပိတ်ရကလေးတွေပါညာဆိုတော့ကိုရီးယားလည်း ဒီလူစီတော်ဥပယံလဲလေသူကဥပယံအဲ့အဲ့အလေဒါ6လပါရင်6လစီတယ်အဲ့လိုပုံစံမျိုးလေးမှာရှိတော့အဲ့ပါတဲ့အနေဒါမျိုးလေးတွေဆိုလို့ရှိရင်ကိုတွေကတခါတလေဓမင်းဘိုးဟင်းဘိုးနဲ့လည်းပြန်ရတယ်ပေါ့နော်အဲ့လိုအဲ့စီတဲ့ချိန်လေးကျတော့ကိုစူးမိစောင်းမိတော့အောင်ဒီရောင်းချရမှာပေါ့နော်အဲ့လိုအဲ့စီတဲ့အနေဒါလေးကျတော့ကိုတွေကအဲ့အဲ့ပေါ်မှာဟိုအာယုံဆိုင်တော့သူ့ကိုတကယ်တမ်းဆိုလို့ရှိရင်ကိုတွေကဝိုင်းဝန်းပြီးတော့ဖေးမှပေးရမှာသူ့ ဖေးမပေးရမယ်ဆိုတော့သူတို့ကတော့ပတ်စံရှိပြီးသားဆိုတော့ကိုရရဲ့ဟိုကိုရရဲ့သူတို့အပေါ်မှာငွေကြေးရတော့ထောက်ပံ့မှုမလိုတော့ဘူးပေါ့နော်ပြောပြရလေရင်တော့ကသာဟိုမရှိတော့ကသာသူတို့ဖြစ်ချင်လည်းဖြစ်မှာပေါ့ခုနေထားကသူကပြည့်စုံပြီကိုရရဲ့လူအားပဲစိုက်ပြီးကူညီရုံရှိမှလေတကယ်တမ်းဆိုလို့ရှိရင်စိုက်ဖို့ပဲသွားတော့ကိုရရဲ့သွားတင်တယ်အဲကိုရရဲ့ကလင်းရင်တာပါသူတွေကကိုရရဲ့ပေါ်ကြတိတက်ပါတယ်သူကတော့ဒီမဲ့ ဟိုလောက်ပေးမယ်လို့ကိုပြောတာကိုမဟုတ်ဘူး။သူကနဲ့သူကိုကိုတရားကိုအားနာလာပြီလေ။တော်ပြီညီအဲ့လိုမျိုးကြီးနေရာတကာကြီးတော့ဝယ်ကျွေးမနေနဲ့နေရာတကာကြီးတော့ဝယ်ပေးမနေနဲ့ညီတို့လည်းသူ့ရဲ့အောင်မြင်မှုသူ့ရဲ့ဒီဟာဆိုရလဲသူကံရောညာသူအကုန်လုံးပေါ်တော့ကောင်းခဲ့လို့သူဒီချင်းနေဖြစ်သွားတာလေကိုရေဆိုတာသူတို့အဲတိမ်ငွေရဒါလေးကကောင်းတယ်အဲဒါလေးကတော့မကောင်းဘူးဒီလိုပဲအကြံဉာဏ်ပေးနိုင်တဲ့အနေထားပဲရှိရလေပြန်အောင်အားနာရအဲပြန်အောင်အားနာရတယ် တကယ်လားဆိုတော့မလုပ်ပါနဲ့သူ့ရဲ့စူးစမ်းမှုဆိုတော့ကိုရင်နဲ့ဘာမှမဆိုင်ဘူးလေသူ့ရဲ့ကံညာသူတို့ရဲ့သူ့ရဲ့စူးစမ်းမှုကြောင့်သူဖြစ်ပေါ်လာတာကိုရင်နဲ့ဘာမှမဆိုင်ဘူးတကယ်တမ်းတော့သူတို့ကကိုပေါ်တိတက်ချင်လို့သာတိတက်တာလေတကယ်လဲကျေးဇူးတင်ပါခင်ဘာအနေနဲ့တိတက်ပြီးတိတက်ပေးလို့ကိုကိုကျွေးလို့ပေးလို့ဆိုတချို့ကြလည်းပေးလို့ပေးရင်အကောင်းတယ်လေအင်းဒီလိုကပေးရင်ကောင်းတယ်ဒီလိုကပေးရင်ကြည်တယ်ကြည်တယ်အဲ့လိုအဲ့လိုမျိုးလေးရှိရပေါ့ မနေတာတော့အဲ့လိုမျိုးပေးလို့ကျွေးလို့မဟုတ်သူကကိုယ့်ပုံမှာတီးတဲ့တော့ကိုကညီမသားချင်းနေပေါ်ကလည်းကိုယ့်ကိုအဲ့လိုမျိုးတီးတဲ့တဲ့လူဆိုတာရှားတယ်လေရှားတယ်တသိန်းဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလေးပေါ့တီးတဲ့တဲ့လူဆိုတာ၁၀ယောက်ခေလို့တော့မှ၁ယောက်ကတီးတဲ့ဘူးဆိုတာရှားတယ်လေခုခေအနေထားဖို့ပေါ့အဲ့လိုလေကိုယ့်ပုံမှာတီးတဲ့တာအဲ့တီးတဲ့တဲ့စိတ်တဲ့လေးကိုပို့ပြီးတော့ဝမ်းသာတယ်တကယ်ကိုယ့်ပုံမှာအဲ့လိုတီးတီးတက်တက်လေးစိတ်ရှိပြီလား အကြောင်မူစကားပုံရှိရလေကန်ထန်းတာမမြင်ရဘူးလှန်ထန်းတာပဲမြင်ရတယ်။ तू ကသူ့ရဲ့ကန်လေးကထန်းလာတော့ तू လည်းမမြင်ရဘူးကျွန်တော်လည်းမမြင်သေးဘူး။ तू ကန်ထန်းကန်ကန်ထန်းလာတာပေါ့ဗျာ။အဲပြောကြတယ် तू နဲ့ကျွန်တော်နဲ့ကိုရီစုံကြရင်ပေါ့။တုံဝင်တော့နိနေရကန်နဲ့ချလိုက်သလိုပဲနော်နိနိဟုတ်တယ်နော်အမ तू ကလည်းတကယ်တကယ်ကိုပြောတဲ့အဲ့လိုကိုရီပြောပြီးဆိုဟုတ်တယ်နော်အမကျွန်တော်တို့တကယ်နော်အန်ဟောဆရာကြီးမှာမနစ်ကကိုကျွန်တော်အိလာကဘလို့ဖြစ်တာဘလို့ညာဖြစ်တာနဲ့အဲ့ तू ကလည်းအဲ့လိုတွေပြန်ပြောဖြစ်ပါတယ်။ တယောက်နဲ့တယောက်ကိုယ်စိရင်တိုင်းကိုကြိုးပေးတယ်ဆိုတဲ့ပုံစံမျိုးလေးသူကတကယ်ဖြစ်မြောက်သွားတာပေါ့အဲ့ကြောင့်မဖြစ်မြောက်တဲ့လူတွေကစိရင်ရောက်တလားဆိုကျမဝိုင်းမလိမ့်နေမယ်အဲ့လိုလည်းမဟုတ်ဘူးပေါ့သူကခုနပြောသလိုကံလေးထန်းလာတာပေါ့အာမပြေးလိုက်ရတော့သူတော့ပြောကိုသူနဲ့ဟိုဟိုကမဖြစ်လိုက်ရတော့တကယ်ကိုစိတ်မကောင်းပါဘူးရင်ထဲမှာတော်မလားဒီကဥပ္ပယလူတွေစုပြီးတော့အဲ तू อ่ะခေါ် तू ကလည်းခေါ်တယ်ကိုတည်းလည်းကိုတည်းအတွက်ကိုသူတို့ကားကားဆိုတယ်လည်းမနေဘူးလေနောက်ပြီးရန်ကုန်ရဲ့နေစိတ်စားစိတ်ဆိုတာငါညီမရဲ့ ဒီတို့မန်လေးရတာအခုချမရဲ့တထောင်ဘူးဆိုလဲရမယ်900ဘူးဆိုလဲရမယ်သူရန်ကုန်မှာဆိုတာစားစိတ်နေစိတ်ကြီးမားမှာလေအဲ့လိုမျိုးလေးလက်ကောအားနာပါတယ်အဲ့ဒါလေးလည်းပါတာပေါ့အစုံပေါ့ဒါမှမဖြစ်နိုင်ရင်တော့တရက်လောက်တော့နော်သွားကျင်တယ်စိတ်လို့ရဆိုတော့သွားကျင်တာပေါ့ तू ကအဲ့မှာဆိုင်ပွင့်ပြီးပြီဆိုလို့ရှင်တော့တင်းတင်းတိကျတိကျရောက်ကိုရအောင်မှာပါ तू လည်းခေါ်တယ်ခဏခဏကိုခေါ်တယ်ကိုလည်းသူ့ဘက်ကိုလည်းကြည့်တာပေါ့အဲ မိသားကိုရီးယားလိုက်လို့ရှင်လည်းအနည်းဆုံး3-4ယောက်ကလိုက်ပါလေ3-4ယောက်ဆိုတဲ့နေစိစားစိငန်းကြီးမှာရေတွေးတာကြည့်လိုက်တော့ခုခုခုကဟိနေအဲ့တော့ကိုကြားခံပြီးခေါ်ပါဘူးအင်းခေါ်ပါပဲခေါ်တယ်တကယ်ကိုခေါ်တယ်အမသွားမယ်လေအမဗန်မလေးကားကားတွေဘာတွေဘာမှကိုရီးကိုကလည်းအားနာတာလည်းတပိုင်းလည်းပါပါတယ်သူကတော့အလားလာပဲမလေးအဲ့တည်းပဲသူကအလားလာသူကရှိသွားပြီအလားလာရှိသွားပြီဒီတက်မကဒီတက်မကသူကအစင်ပြေချောမွေအောင်မှာဒီတက်မကတိုးတက်အောင်မှာជីပွားအောင်မှာ တောင်းလေးပြောပေးပါဦးကိုညီမလေးဒီတက်မကဆိုင်ခွဲတွေအများကြီးနဲ့မြန်မာပြည်တပြည်လုံးမှာလိုက်လံပြီးတော့ဖွင့်နိုင်ပါစေလို့ဒီတက်မကအောင်မြင်တိုးတက်ပါစေဥပိ္ပဒါရှိတဲ့အနောက်ထိပ်ပေါ့ဥပိ္ပဒါအနောက်ထိပ်မှာဖန်စီဆိုင်လေးရောင်းပါတယ်လာပြီးတော့အားပေးလဲပါဈေးချိုချိုလေးနဲ့ရောင်းပေးမယ်နော်